Hello အားလုံးပဲမိလာပါရှင်ဆရာမကြီးလူတို့တော်မှရှိသားတော့တီတူချစ်တော်အမှုပညာတယ်များအပိုင်းဆက်ကိုဆက်လက်ဖက်ပြပေးသွားပါမယ်ရှင်ရှုပ်သိမ်းမင်းသမီးဆရာပုတ်ကြီးမင်းသမီးမထွေလေးကိုဇက်တပင်အငိတ်တပင်လောကသားအလုံးကမမထွေဟူ၍၎င်းအ အမေထွေးဟွေလကောင်တလေးတစားထားပြီးမမထွေးဟန်မမထွေးမူမမထွေးအတုပါဟူ၍ဖွင့်ဟပြောဆိုကပြဆရာတင်ကြရသလိုရုတ်သိမ်းမင်းသမီးဆရာပုကြီးကိုလည်းရုတ်သိမ်းနဲ့ဇက်တပင်လောကသားများကဆရာဟူ၍ရိုရိုတေးတေးလေးလေးဆန်းဆန်းခေါ်ဝေါ်ပြီးဤကဆရာမူဖြစ်သည်ဤကဆရာစနစ်ဖြစ်သည်ဤကဆရာကတတ်သည့်အကွက်မျိုးဖြစ်သည်ဟူ၍ ပြောစမပြုပြီးကတည်းကြပါသည်ရုပ်သိမ်းမင်းသမီးဆရာပူကြီးသည် အသက်၁၂နှစ်သားလောက်ကရုပ်သိမ်းလောကသို့ဝင်ဆက်လာပြီးအရွယ်ရောက်စားကစပြီးကသွားလိုက်သည်မှာအသက်56နှစ်တွင် အနိစ္စရောက်မှ ရုပ်သိမ်းလောကကိုစွန့်ခွာ၍သွားသည်ဖြင့်ပညာဖြင့်အသက်မွေးသည့်နှစ်ပေါင်း40နီးပါးရှိပါသည်ဤအနှစ်40အတွင်းတွင်ဆရာသည် စင်ကိုဥစည်းသည့်ဥစည်းကောင်းဆောင်မင်းသမီးအဖြစ်နေကသည် ထို့ကြောင့်သူ့ရုပ်သေးစင်သည်ရုပ်သေးမင်းသားစစ်မင်းသားတို့ကိုမွေးထုတ်ရာ မိခင်တက္ကသိုလ်စင်တော်ကြီးသဘောမျိုးရှိပါသည်ဆရာပုကြီးသည်ပမာမင်းများ၏နောက်ပိုင်းကိုမှီလိုက်ပြီးရုပ်သေးခင်အကောင်ဆုံးနှင့်အဖွင့်ဖျိုးဆုံးကာလမှာအကျော်ကြားဆုံးမင်းသမီးဖြစ်သည်ဆရာပုသည်တစ်ခုကောင်းနှင့်ကြော်သူမဟုတ်ပါ တန်းငီ၍ဆွဲဆောင်သူဖြစ်သည့်ဖြင့်ထိုမြကြော်ခြင်းဖြစ်ပါသည်ဒုတိယကဘာဆက်ပြီးမဖြစ်မီကာလလောက်အထိမြမရုပ်သေးများ၌မိမစင်မော်တက်ခွင့်မရှိတာရုပ်သေးစင်မော်ရင်းအလုံးယောက်ျားကြီးဖြစ်ပါသည်မင်းသမီးလည်းယောက်ျားကပင်မင်းသမီးလောက်ရပါသည်တရုတ်ပြည်တွင်လည်းပီကင်းအော်ပရာတို့လိုဆက်မျိုး၌ဤစနစ်ရှိသည် ်မင်းသမီးကို မိန်းမအစ်စ်ကမကပဲယောက်ျားများကမိန်းမလို့၍ကကြသည်မိမများရုပ်သေးစင်ပေါ်မတက်စေခြင်းမှာမိမရုပ်သေးကိုမြမတို့ကစင်မြင့်ဖြစ်ကတော့အမြင့်တည်းဟုတတ်မှတ်၍ပွင့်ကြီးရောက်သောမိမတက်ကြီးရွယ်အိုများ၏အထက်မှနေ၍မိမကကပြမှုမျိုးမဖြစ်စေလိုသောကြောင့်မိမများကိုအမြင့်သို့မတက်စေခြင်းဖြစ်သည်ဤသို့သော ဤစနစ်ကိုရန်ကုန်တွင် ကနေသည့်ပုံနာပြန်ဦးကျော်အေးစင်ကစာရေးဖြစ်သည်ဦးကျော်အေးကသူ့မင်းသမီးစနေးကိုသူ့စင်တွင်မင်းသမီးလှုပ်စေသည် နောက်သူ့သမီးများကိုပါစင်မော်တီတွင်ကခဲ့သည်ဤတွင်မိမရုပ်သိမ်းမင်းသမီးဟု၍ဆန်တော်ကြောင့်မန္တလေးမှဆရာရှန့်ကလည်းပုံနာပြန်ဦးကျော်ဟိထက်ဆန်းမည်ဟုမိမမင်းသမီးတာမက မိမမင်းသားပါရုပ်သိမ်းစင်တီ၍ကခဲ့ဘူးသည် မိမမင်းသမီးကိုရုတ်သေးစင်တင်ကားသည့်အခါအငိမ့်ထဲမရောက်ဇတ်ထဲမရောက်နှင့်စိုတက်ယုံရှိသည့်မိန်းကလေးမျိုးကိုခေါ်ခိုင်းမိရသဖြင့်အခါချင်းငွေကားပေါ်သည့်သို့တော့တကယ်ပညာတော်သူများကရှာခဲ့သည်မြမရုပ်သေးစင်ပေါ်၌မိမတက်ခွင့်မရှိသောကြောင့်ယောက်ျားကိုမင်းသမီးလှုပ်စေသည့်အခါယောက်ျားဖြစ်လျက်မိမအတန်ရှိဖို့မိမတန်ထွက်ဖို့မလွယ်ပါ လူတတော်ရှားသည်ယောက်ျားဖြစ်ပြီးမိမအတန်နှင့် ဆိုနိုင်ပြောနိုင်ငိုနိုင်သူကို တတော်ရွေးမှရသည်ဆရာပုမလူကိုကြည့်တော့ခန့်ခန့်ညာညာအိမ်တွေကြီးတခွဲသားနှင့်တပည့်သားသမီးများမော်မကြည့်ဝတ်အောင်ညနေသားကြီးနှင့် လူကြီးဖြစ်သည် သို့တော့ဆရာပုအတန်မှာယောက်ျားတန်မဟုတ်ပေမိမအတန်မှ တကယ့်မိမတန်အတန်ကလည်းအလွန်ချိုသည် တချင်းများဆိုသည့်ခါ၌မေးရိုက်မေးဝဲကောင်းလာသည်သူမေးဝဲမေးရိုက်မျိုး အများလိုက်တူပြီးဆိုဖို့မလွယ်ဘူးဟု၍ကြော်ကြားပါသည်ထို့ပြင်မိမလိုပြောသည့်မိမပြောမိမစကားများကိုလည်းအလွန်တက်ကြွသည်ဆရာပို့တို့မင်းသမီးအခမ်းမနေပြီးပြောသည့်ဆိုသည့်စကားမှာမိမရီအဟုတ်အတုခိုရလောက်အောင်ပြောနိုင်သည်ဆရာပို့တို့ခက်ကညီသမီးလိမ်မာစေခြင်း ။ဆီယံပုရုပ်သေးသွားပြဟု၍မိမချင်းကတည်င်းပေးရအကြံပေးရသည်။ဆီယံပုသည်ဤပညာဤအရှိအသေးများအပြင်ဇက်ထုတ်ဇက်ွက်ဆိုင်ရာပညာများတွင်လည်းတကယ်ကြိုးစားတကယ်နိုင်နင်းသူဖြစ်လေသည်။ထို့ကြောင့်ရှုပ်သိမ်းမင်းသမီးဆရာပုဟု၍နမည်တလုံးယနေ့တိုင်ကြည်တုနှလုံးသား၌ဆွဲကြံရခြင်းဖြစ်ပြီးရှုပ်သိမ်းပညာသည်များလောက၌ဆရာကတော်သည်စနစ် ဆရာကသွားသည်မူဆရာကသွားသည်ဆက်စသဖြင့်သူ့ဩစာတွင်စူးကြံရခြင်းဖြစ်ပါသည် မထွေးလေးနှင့်ဆရာပုတို့သည်ခစ်ပြန်ဖြစ်၍တုံ့နယ်နေသူကြော်သူကြီးဖြစ်တော်လေမထွေးလေးကဆရာပုကိုဆရာတင်ခြင်းမှာရုပ်သိမ်းနှင့်ဇက်ပညာအရေးအချင်းချင်းကွာတော်ကြောင်းဖြစ်ဟန်ရှိပါသည်ရုပ်သိမ်းသည်ပညာတွေတို့သည်မူလအဖြစ်ဇက်သည်ပညာတွေများထက်ပညာရည်ပြည့်ကြရပါသည် ်ဆက်သပင်ပညာသည်များသည်မိမိတို့ရုပ်ရည်ယူပကာရဖြစ်၎င်းအကဖြစ်၎င်းဟံမိုယံဖြစ်၎င်းပရိသတ်ကိုဆွဲဆောင်စရာများရှိကြသည်ရုပ်သေးတွင်ကထို့သို့မရှိတတအယောက်ကလေးသာလျှင်ရှိရှာလေသည်သို့သောဤတတယုတ်လေးကိုပင်လူစင်စစ်ဟူ၍ထင်မြင်လာအောင်ကပြကြရသည်ဖြစ်သည်ဖြင့် ရုပ်သေးသမီးပညာရှင်တို့သည်ဇာတ်သမီးပညာရှင်များထက်တပင်ပညာရည်ပို၍ပြေဝါကြရလေသည်ဤနေရာ၌အလင်းတင်သည့်ဖြင့်မြမာရုပ်သေးဟူသောတပင်တရက်နှင့်ပတ်သက်၍အနှဲငယ်ရှိပါမည်ရုပ်သေးဟူ၍အယုတ်ကလေးတွင်နှင့်ကပြကြသည်တပင်မူတရက်ကပတ်နိုင်ငံအတီတီနိုင်ရှိကြပါသည်အချို့နိုင်ငံများတွင် ရုပ်သေးတပင်မှာကလေးများကြည့်စရာ ကလေးချီးတပင်များသာဖြစ်ပါသည် အချို့နိုင်ငံများတွင်ကကလေးရောလူကြီးပါရှိသည်တပင်ပညာအဖြစ်နှင့်ရှိပါသည်အချို့နိုင်ငံများတွင်ကရုပ်သေးသည်ကလေးများအတွက်ဟုသဘောမထားပေလူကြီးများကြည့်ကြသည်တပင်အမှုပညာတရားဖြစ်နှင့်ကပြကြပါသည်မြမရုပ်သေးခေအဖွင့်ဖြိုးဆုံးအချိန်ဖြစ်သောဆရာပုရခေကမြမရုပ်သေးမှာလူကြီးကြည့်သည့်တပင်အတန်းလေးကဖြစ်သည်ဖြစ်မြမရုပ်သေးမှာ အစဉ်အတန်းမြင့်သည့်ရုပ်သေးများအတန်းတွင်ရှိပါသည်။ဥရောပနိုင်ငံများ၌တိမ်မြုပ်ပျောက်ွယ်လူလူဖြစ်လာသည့်သူတို့ရုပ်သေးတွေကိုယခုအခါစိတ်ဝင်စားစွာနဲ့ကြင်လင်ပြီးဖော်ထုတ်ပြသင်နေကြသည်။သို့တော့ကြုံတွေ့ဖူးသလောက်ဆိုပါလေသူတို့အနောက်နိုင်ငံ ရုပ်သေးများသည်စမုတ်တွင်အထက်တန်းကြပြီရုပ်သေးစဉ်ဤအပြင်အစင်ခန္ဓာနှင့်မိတွင်ကောင်းတော်လေ အကကျိုးဆွေးပညာနဲ့ရုပ်သေးပညာတွေကမြမများထက်တာသည်ဟုမပြောနိုင်ပါမြမကတာသည်ဟုပင်ပြောချင်ပါသည်မြမရုပ်သေးသည်အယုတ်30ကျော်ခန့်နှင့်ည7နာရီလောက်မှစ၍မိုးထိမ်ထိမ်လင်းသည့်အထိပွဲကြည့်ကို10နာရီခန့်ဆွမ်းဆောင်ကပြနိုင်ရုံသာမက ရုပ်သေးကရှိကြဟုဆိုလျင်တပွဲလုံးဝေါကနေပွဲကြပြီရုပ်သေးကမိုးမာတော့လားဟုဆိုလျင် ။ပြုပ်ကလေးတွေကိုပြီးစလိတ်တိုးနေပေါ့။ပြောင်းမှုယုံနေထုကြံချောင်းနဲ့ထားရခဲ့ရသည်အထိပွင့်ကြီးကမထိန်နိုင်မသိမ့်နိုင်မုန်းကုန်ပြီ။သူတို့ကငိုပါရော့ဟုဆိုရင်အဟုတ်မျက်ရည်တုတ်တုတ်ကြံငိုရအောင် ကနိုင်သူများဖြစ်ကြပါသည်။မြမရုပ်သေးပွဲကို အကြည့်လာသူများသည်အိမ်မထွက်ဆာကအယုတ်ကလေးတွေကပြကြသည်ကို အပြင်းပြေကြည့်အောင်မှာပဲဟုပေါပေါတန်တန်ထွက်လာခဲ့ခြင်းဖြစ်သည် သို့တော်ပွဲခင်းသို့ရောက်သည့်အခါ၌အပြိုတော်ကဆွရီထွက်လာသည့်ရုပ်သေးပွဲသည်တဖြည်းဖြည်းနှင့်ပရိသတ်ကိုဆွဲမဲမသိဆွဲ၍ခေါ်လာသောကြောင့်အယောက်ကလေးတွင်ကလာပဲဟူသောအမြင်မှာ ပြောင်မဲမသိပြောင်၍သွားပြီးတကယ်လူဟု၍ထင်လာရသည် ရုပ်သေးထွင်ပညာသည်များကအယောက်ကိုတကယ်လူဟု၍ထင်လာအောင်လဲတည်တည်ချာချာဆွဲဆောင်ကြရပါသည်ရုပ်သေးစင်ပေါ်၌ထိတ်ဖုံးအဖြစ်နှစ်ဖူးစင်းကြာရရှိသည် နောက်ခံအဖြစ်နှင့်လက်တန်းပိတ်ကားသာရှိသည်ကားလိတ်ဟူ၍ပြီးဖုံးကားတစ်ချက်သာရှိသည်ပန်းခုံနှစ်ခုံတွင်တမာကိုင်းသို့မဟုတ်စစ်နေရသည့်ကိုင်းနှစ်ခုထုံး၍ထားသည်ဤအစဉ်အပြေမှလွဲ၍ပါဆိုပါမှမရှိပါသို့တော်ရုပ်သေးသည်တိုင်းပြည်နိုင်ငံနေတကွမြို့ရွာများကိုပါတည်ထောင်၍ ठी နဲ့နန်းနဲ့ကြက်ငန်းနဲ့အကြအနအဆိုးပြီးမှဇက်ကွက်ဇလန်းဖော်၍ဣစင်မောရင် ကာကြလေသည် ကာကြသည့်အခါရုပ်သိမ်းကျိုးဆွင်းနှင့်ရုပ်သိမ်းမင်းသမီးမင်းသားလူချင်းလူပြတ်တို့သည်စင်မော၌အချင်းချင်းနီးကပ်စွာထိုင်၍ကျိုးဆွင်းနှင့်စကားပြောသူတို့နှစ်ကိုယ်တဆိတ်ပြုပြင်ပြီးလျင်တလိပ်ပြားတဲ့သည်များလိပ်ပြားခြင်းမကွာအောင်ထား၍ကာပြကြရသည်ရုပ်သိမ်းတွင်ခိတအနာပိသည်ဖြင့် စက်ခန်းချရီလေပြေထိုးနေခြင်းမျိုးမရှိ ပွဲဆိုင်ရီနက်ကတော်ထွက်တည်စားပြီးပွဲပင်းလင်းနေသည့်တစ်ဆက်တည်းတလျှောက်တဲကာကြရာသည်အနားပေးလိုက်လျင်အယုတ်နှင့်လူနှင့်အဟက်ကွာသွားသည်ဆိုရသောကြောင့်စက်ခန်းချသည်နှင့်တပြိုင်နက်ဇက်ွက်ဆိုင်ရာအယုတ်တရုတ်ချက်ချင်းထွက်လာခဲ့ရသည် ရုပ်သေးစင်ကိုလေတိုး၍ကားလှုပ်တည်ကိုပင်ရုပ်သေးဆရာကအလှုံမခံပိတ်ကားကိုလက်နှစ်ဆွဲ၍တင်ချလိုက်ပါသည် ပေကန်းလှုပ်၍ပြိသိမ့်အာယုံပြတ်သွားလျင်အယုံနှင့်လူနှင့်အဟက်ွားရီသွားသည်အဟက်ွားရီတော်လီရုပ်သေးလမိုင်းပြက်လေတော်သည်လမိုင်းပြက်လင်အချိန်ကျက်ပြီဖြစ်ကပထမကအယုတ်ကိုလူထင်နေအောင်တဲခဲပိုးခဲသည်များအလကားဖြစ်သွားနိုင်သည်အယုတ်ဟူ၍ပြင်မြင်သွားနိုင်သည်ဤသို့အယုတ်ကိုလူထင်လအောင်ဆွဲဆောင်ကပြရသည့်ပညာဖြစ်သောကြောင့်လေရုပ်သေးသည်ပညာတွေတို့၏အရေးချင်းမှာဇက်သည်ပညာတွေများ၏အရေးချင်းထက် ပါဖို့လိုအပ်ခြင်းဖြစ်ပါသည်ရုပ်သေးတစ်စင်းတွင်မင်းသားမင်းသမီးနှစ်လက် လူပြက်နှစ်ယောက်လူချင်းနှင့်မင်းသမီးမင်းသားကြီးတစ်ယောက်မှစင်တစ်စင်းဤမရှိမဖြစ်အရေးကြီးဆက်ဆောင်များဖြစ်ပါသည်စင်စစ်စင်တစ်စင်းတွင်တကယ့်ပညာသည်မှ၈ယောက်ကိုရောက်ဆယ်ရောက်ထက်မပိုပါလူကုံ15ယောက်သာပါပါသည် ရုပ်သိမ်းဆိုင်တွင်လည်းလူ6ယောက်5ယောက်များသာပါသည် ရုပ်သေးနိုင်မင်းသားလုံးသူမင်းသမီးလုံးသူလူပြည့်လုံးသူနဲ့မင်းသားကြီးလုံးသူများသည်ကိုယ်ပိုင်အယုတ်ရှိကြသူများဖြစ်၍ကိုယ့်ရုပ်ကိုကိုနှစ်အတူထားပြီးဘုဖာသားဝိစာဆင်ပြေကြလေသည်အိမ်ပြန်လေကိုယ့်အယုတ်ကိုဆွဲပြန်သည်ဝေကာတော်မျိုးဆိုရင်ကိုယ့်အယုတ်ကိုယူလာပြီးစင်မော်ရုပ်မှကျိုးဆွဲလက်တို့အယုတ်ကလေးများကိုမင်းသားမင်းသမီးများကအပ်လေရှိသည်လူပြည့် မင်းသားကြီးမှာကအများအဖြစ်ကိုအယုတ်ကိုဖာသားကျိုးဆွဲကြလေသည်ကျန်အယုတ်များကရုပ်သေးစင်ထောင်မှာထောင်ထားရသည်၎င်းတို့မှာ၎င်းကြစင်မြင်းစောဘလူးပုံနာယုတ်စသည်တို့ဖြစ်သည်ဤအယုတ်များနှင့်ပြည်တည်၍စက်တဆက်ကိုခင်ပြီးကပြရနိုင်မင်းသမီးကပြင်းမင်းသမီးကပညာသာလျင်မင်းသမီးအခက်များသည့်ဆန်မင်းသားကပညာသာလျင်မင်းသား အခန်းအခန်းများသည့်ဆက်ကိုကကြသည်ဆရာပုမာတကယ်တော်သည့်မင်းသမီးဖြစ်၍စားတောင်သူအောင်ဖြူဆက်ကိုကသည် ပလောင်မတိုင်းဟန်ဆက်ကိုကသည် ဖိုးထောင်ဝါနုဆက်ကသည်ဤဆက်တွင်မှမင်းသမီးအခန်းကြီးဖြစ်သည်မင်းသားကိုပါကျော်တို့တဆင်ခွဲထောင်ပြီးကိုပါကျော်ကစစ်ကောင်းဆောင်စင်ကောင်းဆောင်ဖြစ်လာသည့်အခါမင်းသားအခန်းများသောတူရယူပါဆက်မျိုးကိုကသည် မင်းသားကိုပါကျော်က ကိုယူပလုံ၍မင်းသားကြီးကိုပါကျော်ကဖခင်ကိုတူလာလုံနေသည်ထိုဆက်၌မင်းသမီးမတင်းကြိုင်မှအပေါင်းသဘောအပေါင်းသဘောမြူတာရှိပါသည်ဆရာပုမှာမင်းသမီးထဲတွင်အလွန်အတန်ချိုသောမင်းသမီးဖြစ်သည်ဟု၍အတန်နှင့်ပတ်သက်ပြီးအထူးကြော်ကြားခဲ့သူဖြစ်လေသည်ဆရာပုအတန်မိသည့်ရုပ်သိမ်းမင်းသမီးမပေါ်တော့ဟု၍၎င်းပြောတတ်ကြသည်ရုပ်သိမ်းမင်းသမီးကိုအောင်သာတို့ဆရာတိုက်တို့ဆရာပုလီတို့သည်မင်းသမီးသချင်းဆိုတော့မြို့ဆိုရင်း င်ကိုတန်ကိုပြုပြင်ဆိုရမည်ဆရာပုမှာပင်ကိုကမင်းသမီးကလေးအတန်ပေါက်နေသူဖြစ်သည်မင်းသမီးတန်ပေါက်လာအောင်တမင်ပြန်ဆိုရန်မလိုသူဖြစ်လေသည်ရုပ်သိမ်းမင်းသမီးကြီးဆရာပုကြီးအပိုင်ဆက်ကိုဆောင်မျောနှဆင်ပေးကြပါအောင်နော် အချိန်ပေးပြီးနှာထောင်ပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်